မင်္ဂလာပါကျွန်တော် online ကနေပြီးတော့မှတွေ့သူတွေကိုကိုယ်တိုင်တိုင်ခံပြီးတော့မှပြုလုပ်ချင်တဲ့သူတွေအတွက်ကျွန်တော်ဒီ2 3 3တိုင်ထိုးတာ software လေးနဲ့မိတ်ဆက်ပေးခြင်းပါနော်အဲ့တော့ဒီ software လေးမှာဆိုရင်အခုလိုမျိုးဒီအပေါ်မှာသွားနေတဲ့ပုံလေးတွေရာဆိုရင်ကျွန်တော်တို့ admin panel နေရာနေပြီးတော့မှကိုယ်စိတ်ကြိုက်ပြန်ပြီးတော့မှပြင်ဆင်လို့ရတယ်ပြောင်းလို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီတိုးသားအနေနဲ့ကကျတော့ဒီ account ဖွင့်ရတဲ့ဝင်ပြီးတော့မှအဲသူတို့စိတ်ကြိုက်ပေါ့နော်ကျွန်တော်အမည်ဖုန်းနံပါတ်တွေအဲ password တွေထည့်ပြီးတော့မှ account ဖွင့်လို့ရမှာဖြစ်ပါတယ်နော် ပြီးတော့အကောင့်ဖွင့်ယူသွားလို့ရှိရင်တော့ဒီနေရာနေပြီးမှအကောင့်ဝင်ပြီးဝင်လို့ရပါပြီအဲ့အကောင့်ဝင်သွားပြီဆိုလို့ရှိရင်တော့အခုလိုမျိုး2 3 3ဒီကျွန်တော်တို့အထိုးသားအနေနဲ့ဟာကိုယ်စိတ်ချရွေးပြီးထိုးလို့ရမယ်ဒီအောက်ကဟာတွေကတော့ကျွန်တော်တို့ဒါ gain နေတော့မပါဘူးပေါ့နော်တကယ်လို့ကွာ gain နေထည့်ကျင်နေဆိုရင်တော့ကျွန်တော်တို့တီးတဲ့ API တွေဝယ်ပြီးတော့မှထည့်ပြရမှာဖြစ်ပါတယ်နော်အဲ့တော့ဒီမှာဆိုရင်တော့ကျွန်တော်တို့ အာဒီဒီမှာပါတဲ့ပုံလေးတွေစာလေးဆိုလို့ရှိရင်အဲဒီမင်ပန်နေရာတွေပြမှာကိုယ်စက်ကြပြန်ပြောင်းလို့ရတယ်အဒီမှာဆိုလို့ရှိရင်ထူးစားနေတဲ့သူတို့ရဲ့လက်ကြံငွေဘယ်လောက်ရှိရဆိုတာတခါလေးကြည့်လို့ရပါတယ်နော်ဒီမှာပုံစံရှိရင်သူတို့ရဲ့ပုံလေးတွေပေါ့နော်စက်ကြပြန်ပြီးတော့မှချိန်လို့ရတယ်နော် ဟုတ်ပြီအဲပြီးရင်ကျွန်တော်တို့ဒီမှာတူဒီတွေကိုချက်ဝင်ကြည့်အောင်နော်တူဒီတွေမှာဆိုရင်ကျွန်တော်တို့ကဒီမှာဆိုရင်အဲမနက်ပိုင်းပေါ့နော်ကျွန်တော်ဒီမှာ live တစ်ခါလဲကြည့်လို့ရတယ်ပြီးရင်ထိုးမဲ့ဆိုလို့ရှိရင်ကျွန်တော်ကထိုးမဲ့ချိန်ကိုရွေးပြီးထိုးလို့ရတယ်နော်အဲဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ထိုးသားအနေနဲ့ပေါ့နော် ready ကူရွေးချက်ပြီးထိုးလို့ရအောင်ကျွန်တော်တို့ဒီလက်ကွက်လေးတွေကိုလည်းကျွန်တော်တို့ကထည့်ပြီးထားတယ်အဲ့တော့ဒီမှာအမြန်ရွေးထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအဲပတ်တီတို့ထိတ်တို့နောက်တို့စသဖြင့်ကျွန်တော်တို့အားတို့ပေါ့နော်အဲ့လိုရွေးပြီးထိုးလို့ရတယ်အိမ်မဲခန်းနေလည်းကျွန်တော်ရွေးထိုးလို့ရတယ်ပေါ့နော် ပြန်ကိုထိုးကျင်တဲ့ကဏ္ဍလေးတွေကိုရွေးမယ်ပြီးရင်ကျွန်တော်တို့ထည့်ကျင်တဲ့ငွေမော်လို့ရိုက်ထည့်ပြီးတော့မှကျွန်တော်ထိုးမယ်နေလိုက်ပါဒါမဲ့ကျွန်တော်ဒီမှာတော့ကျွန်တော်တို့လက်ကျန်ငွေမရှိသေးတဲ့အတွက်ထိုးပြလို့မရဘူးပေါ့နော်အဲ့တော့ 3D မှာလည်းအတူတူပါပဲเนาะ 3D မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ 2D တိုင်းပဲကျွန်တော်တို့စိတ်ကြိုက်ကဏ္ဍတွေကိုကျွန်တော်ရွေးချယ်ပြီးတော့မှထိုးလို့ရမှာဖြစ်ပါတယ်เนาะ ီးရင်ကျွန်တော်တို့ထိုးသားအနေနဲ့ငွေသွင်းငွေထုတ်လို့မဆိုရင်ကျွန်တော်တို့ဒီ website ထဲဝင်လိုက်မဆိုရင်ကျွန်တော်ငွေသွင်းမယ်ဆိုလို့ရှိရင်ဒီ admin panel ကနေပြီးတော့မှကိုယ့်ရဲ့ငွေလဲ account တွေထည့်ထားလို့ရပါတယ်အဲ့တော့ငွေထုတ်မယ်ဆိုလို့ရှိရင်လည်းထိုးသားအနေနဲ့ကိုကဘယ်ကနေထုတ်ချင်တာလဲ KB ကနေထုတ်ချင်တာ WeB ကနေထုတ်ချင်တာပေါ့နော်ပြီးရင်သူတို့ရဲ့ဖုန်းနံပါတ်ဒီငွေပမာဏရိုက်ထည့်ပြီးတော့မှကျွန်တော်တို့ငွေထုတ်ဖို့အတွက်တောင်းခံနိုင်မှာဖြစ်ပါတယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော် software သုံးပြီးပုံလေးလည်းကျွန်တော်တို့ထည့်ထားလို့ရတယ် ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ admin အနေနဲ့ပေါ့နော် டை နေနဲ့ဆက်သွယ်လို့ရအောင်ကျွန်တော် Viber ဒါမှမဟုတ် Telegram နဲ့ချက်ရလို့ရရပေါ့နော်ဒါကတော့ကျွန်တော်တို့အထူးသဖြင့် user back ကနေပြီးတော့မှမြင်ရတဲ့ပုံစံဖြစ်ပါတယ်နော် ဒါကတော့ကျွန်တော်တို့ဒီ admin panel မှာမြင်တွေ့ရမယ့်ပုံစံဖြစ်ပါတယ်ဒီမှာဒါကတော့ dashboard ပေါ့နော်အဲ dashboard မှာမြင်တွေ့ရတဲ့ပုံစံဖြစ်ပါတယ်အဲ့တော့ပြီးမှဆိုလို့ရှိရင်သူကအများကြီးကျွန်တော်တို့ admin panel control လုပ်လို့ရတယ်အဲကျွန်တော်တို့ဒီ dashboard မှာဆိုလို့ရှိရင်ကျွန်တော်တို့ report တွေပေါ့နော် 2D report တွေ 3D report တွေကြည့်လို့ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ deposit ဆိုရင်သူတွေငွေဘယ်လောက်သွင်းခဲ့လဲပေါ့နော်အဲ့ဒါတွေကိုမှကျွန်တော်ကပြန်ပြီးတော့မှ confirm လုပ်တာတော့ပေါ့ပြန်လုပ်လို့ရရပေါ့နော်သူတို့ပေးထားတဲ့အချက်လက်နဲ့ငွေသွင်းထားတဲ့ငွေမှမှန်ကန်တယ်ဆိုရင်ချက်လက်တွေ မှန်ကန်တယ်ဆိုရင်ကျွန်တော် approve လုပ်ပေးလို့ရတယ်ဒီမှာဆိုရှင်ငွေထုတ်ထားတဲ့လူရဲ့စီးရင်တွေကြည့်လို့ရတယ်အဲ့ဒါကိုလည်းကျွန်တော်တို့က approve လုပ်ပေးလို့ရပါเนาะကျွန်တော်ပြလို့ရှင် 2D management မှာဆိုလို့ရှင်ねကျွန်တော်တို့ background တွေကိုဘယ်လောက်ဖို့ထုတ်ထားဆိုတော့ကျွန်တော်အလွတ်တကူကျွန်တော်ကဒီမှာစင်းစရာလေးနဲ့ကြည့်လို့ရမယ်ပြီးရင်ကျွန်တော်တို့ဒီ area ကိုလည်းကျွန်တော်တို့အဖွင့်ပိတ်ပေါ့เนาะရောင်းချိန်ဖွင့်ပိတ်ကိုလည်းကျွန်တော်ကလုပ်ပေးလို့ရတယ်တကယ်လို့အခုကဟို 2D ပိတ်ထားမယ်ဆိုရင်တော့ကျွန်တော်တို့ဒီထိုးထားတဲ့ဘက်က 2D တင်လို့ရအောင်မဟုတ်တော့ပေါ့เนาะအဲ့တော့ဒီမှာဆိုလို့ရှင်ねကျွန်တော်ဘယ်ချိန်ပိတ်မှာလဲညနေပိုင်းချိန်ပိတ်မှာလဲမနက်ပိုင်းချိန်ပိတ်မှာဆိုကျွန်တော်ရွေးကြည့်လို့ရတယ်ပြီးရင်ဒီမှာဆိုလို့ရှင်ကျွန်တော်တို့ထွက်တဲ့ ပေါ့နော်အဲကနန်းကိုလည်းကျွန်တော်ပြန်ပြင်လို့ရပါတယ်နော်ကျွန်တော်ထွက်ထားတဲ့ကနန်းကိုလည်းပြန်ပြင်လို့ရတယ်အဲ့တိုင်းပဲကျွန်တော် 3D မှာဆိုလို့ရှိရင်လည်းအတူတူပါပဲနော် 3D မှာဆိုလည်းကိုယ်စိတ်ကြိုက်ကျွန်တော်တို့ကအဲကြည့်လို့ရမှာဖြစ်ပါတယ်နော်အသေးစိတ်ချက်လက်တွေပြီးတော့ user ဆိုလို့ရှိရင်လည်းကျွန်တော်တို့ account ဖွင့်ထားတဲ့ user တွေရဲ့ detail ချက်လက်တွေကိုကျွန်တော်ကြည့်လို့ရတယ်သူတို့ရဲ့ account တွေကိုကျွန်တော် ban မယ်ဆိုလည်း ban လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ payment ဆိုလို့ရှိရင်အာဒီပေါ့နော်ကိုယ့်ရဲ့ KP ပေါ့နော်ဒိုင်းနေနေနဲ့ကိုယ့်ရဲ့ KP ဝေပြီးကောင်းတွေကိုထည့်ထားလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အာ 2D ဘက်စလေးပေါ့ဒါကတော့ကျွန်တော်တို့ဘောက်ချာပေါ့နော်ဒီထိုးသားတူးချင်းစီရဲ့ကျွန်တော်လေချာတွေကိုကျွန်တော်ကြည့်ရတဲ့ဟာဖြစ်ပါတယ်နော်ကြည့်ရတဲ့ပုံစံဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒါက 3D ပေါ့နော်အဲ့တော့ 2D ဝင်လာဆိုရင် 2D ဘယ်သူတွေပေါက်ခဲ့လဲကြည့်လို့ရတယ်အ 3D ဘယ်သူတွေပေါက်ခဲ့လဲကြည့်လို့ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ 2D reserve ပေါ့နော် 2D reserve မှာဆိုလို့ရှိရင်ကျွန်တော်တို့ကအဲဒီပေါ့နော်မနက်ပိုင်းညနေပိုင်းပေါ့နော်ကျွန်တော်တို့တပတ်စာစီးနေအဲပြန်ပြီးကြည့်လို့ရအောင်ဖြစ်ပါတယ်နော်ပြီးလို့ရှိရင်ကျွန်တော် admin banner မှာကျတော့စောစောကကျွန်တော်တို့ဒီထူ user ဘက် user အပ်မှမြင်ရတဲ့ပုံလေးတွေကိုကျွန်တော်တို့ဒီအဒမင်ကနေပြီးတော့မှကိုယ်စက်ချက်ပြန်ပြီးတော့မှပြင်လို့ရတယ်ချိန်လို့ရတယ်ပေါ့နော်အဲကျွန်တော် content မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကကိုယ်စက်ချက်အဲကျွန်တော်တို့ Viber channel တမို့ Telegram channel တမို့ Viber နံပါတ်တွေကိုကျွန်တော်ထည့်ထားလို့ရပါတယ်နော်အဲဒါကတော့ကျွန်တော်တို့ admin panel ကနေပြီးတော့မှမြင်တွေ့ရမယ့်ပုံစံတွေဖြစ်ပါတယ်ကျွန်တော် web version ဖြစ်တာကြောင့်ကျွန်တော်တို့ဒီ software လေးကို Android ကို iOS ကိုနှလုံးသလုံးမှာတုံးလို့ရမှာဖြစ်ပါတယ်။ admin ရတယ်။ website ကနေပြီးတော့မှအလွယ်တကူကျွန်တော်ထိန်းချုပ်လို့ရမှာဖြစ်ပါတယ်နော်။